မင်္ဂလာပါရှင်ကစ်တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဝဲအရှိတော်ဒီတာဆက်ရက်ကြောကြတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား6ဦးတေဆုံးပြီး40ကြောတန်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တရင်းငါဤတိုင်းဒေတာကြီးတဝဲခရိုင်တဝဲမျိုးအရှိတော်ဒေတာ၌ဆယ်ရက်တော်ကြာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား6ဦးတေဆုံးပြီး၄၀ကျော်တရားရရှိခဲ့ကြောင်းဒေါနာတရင်ချေမုံကြီးတက်ခွဲခွနဲ့ LBF တဝန်ရှိသူထမတိရပါတယ်တဝဲမျိုးအရှိတော်ဒေတာတို့စစ်ကြောင်းထိုးလာသည့်အင်အားနေရာကျော်ပါသောစစ်ကောင်စီစစ်ကြောင်းနှင့်တော်လန်ရေးပူးပေါင်းတညာသည့်ပြီးခဲ့တဲ့ AP 28ရက်မှာမိဆယ်ရက်အထိတိုက်ပွဲပေါင်း၄ကြိမ်ကျွပွားခဲ့ကြောင်းဒေါနာတက်ခွဲခွနဲ့ LBF ထမတိရပါတယ် ဧပြီလ28ရက်နေ့တွင်အာအား200ကျော်ဖြင့်စစ်တောင်းထူလာသောစစ်ကောင်စီတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည်မေလ2ရက်ညနေ4:45မိနစ်ခန့်တွင်တရက်ငုတ်ကြေးရွာနှင့်ရမစုကြေးရွာအကြားတွင် ပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်တစ်ခတ်မှု55မိနစ်ခန့်ကြာညှင်းခဲ့ကြောင်းသိရပါသည်။ထို့ပြင်မေလ9ရက်နေ့လယ်12:00ဝန်းကျင်ခန့်တွင် ဘဝပင်ကြေးရွာတာဝါတိုင်းအနီးနိုင်ဒုတိယအကြိမ်တီးတွေ့တိုက်ပွဲတစ်ကြိမ်နဲ့ညနေ၄နာရီ၄၅မိနစ်မှာ၅နာရီ၃၅မိနစ်ခန့်တွင်တတိယအကြိမ်တီးတွေ့တိုက်ပွဲတစ်ကြိမ်မေလ၁၀ရက်နေ့နက်9နာရီမှာ၈နာရီအထိစလုံးဒအကြိမ်တီးတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စနေရက်အတွင်းမှာအပြင်းအထန်တိုက်ပွဲ၄ကြိမ်ဖြစ်ပွားတယ်။စစ်ကောင်စီကအင်အား၂၀၀နဲ့စစ်တောင်း၃ကြောင်းခွဲပြီးတက်လာကြတယ်။တရင်ဆယ်ရင်ပေါင်းပြီးတက်လာကြတာပေါ့စစ်မှုတဲ့အမှတ်စဉ်ရှစ်ကတင်းနှန်းစင်းတွေပါတယ်။ ကျွန်တော်တို့ဘက်ကလည်းတိကျကြဆုံးမှုတွေရှိတယ်ဟုဒေါနာတက်ခွဲခွနီ LPF မှပြန်ကြားရေးတာဝန်ခံရဲဘော်လီရိုကတရင်ဌာနသို့ပြောပါရင်စစ်ကောင်စီတပ်နဲ့တော်လရေးပိုးပေါင်းတပ်များရဲ့၁၀ရက်ကျော်အကြာပိတ်ဆို့တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၆ဦးသေဆုံးပြီး၄၀ကျော်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ရင်တိုက်ခိုက်မှုအတွင်းတော်လိုင်းရေးပိုးပေါင်းတပ်ဖွဲ့ဘက်မှလည်းရဲဘော်နှစ်ဦးကြာဆုံးခဲ့ရပြီးစိုးရင်ရသောတရားဖြင့်တအူးနှင့်မစိုးရင်ရသောတရားရ၄ဦးအသီးသီးရရှိခဲ့ကြောင်း LPF တာဝန်ရှိသူထံမှသိရပါတယ်။ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ယောက်ကြာဆုံးခဲ့ပါတယ်။တယောက်ကစိုးရင်ရတဲ့တရားပေါ် တူနေတဲ့နေရာပုံကိုကျင်နာကို89နှလုံးကြတာအဲ့ဒီမှာထီသွားတဲ့အခုတော့စေကူတော်မှုခံယူနေပါပြီဟု LPF တာဝန်ရှိသူကဆက်လက်ပြောကြားပါတယ်။ ်အဆိုပါတိုက်ခိုင်းမှုကိုဒေါနချီမုံရေးတက်ခွဲခွနေလောင်းလုံပနင်ဆလာ4 LPF တဝဲအရှိတော်ဒေတာရှိတော်လရင်အင်အားစုများပစ်ကြသောတဝဲခရိုင်အမတ်နစ်တရင် D5 DGRF DNLA DEF ADM EDF ချက်တနဲ့ဒီလုံးကြောက်ကြတပ်ပွဲ KNU တက်မဟာလီတရင်စနစ်တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးစလင်းမျိုးနဲ့တိန်ငယ်ပင်ငလင်မန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေတိုင်းစလင်းမျိုးနဲ့တိန်ငယ်ပင်ငလင်ပန်းကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမင်းမှုခရိုင်အမှန်ကတရမတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ မီလ15ရက်နေ့ညနေ9:50မိနစ်ခန့်တွင်ဆလင်းမြို့နယ်ပိန်နေပင်ကလေးမန်းကြီးရွာသို့စစ်ကြောင်းထုတ်ဝင်ရောက်လာသောအကြံပတ်စစ်ကောင်စီတပ်သားများသည့်ပိန်နေပင်ကြီးရွာအတွင်ဝင်ရောက်အထိုင်ချနေစဉ်ဤသူကာကွယ်ရေးတပ်မတော်မင်းဘူးခရိုင်မင်းဘူးခရိုင်အမှတ်9ကျက်ရဲ drone လေယုံအဖွဲ့က drone ပုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ငင်းတိုက်ခိုက်မှုအတွင်အချမ်းဖက်စစ်တပ်ဘက်မှတိုက်ခိုက်မှုရှိတော်လဲတေဆုံးသူအရေးအတွက်နဲ့ဒဏ်ရာရရှိသူအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လရေးရဲဘော်များအတိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးအင်အားကနေရာကန်းရှိတဲ့အင်အားအလုံးရင်ထိုးနေတာခုထိတော့စုံမသွားသေးဘူး။အတိကိုက်များပြီးခွေးစနိုက်ပါနေတဲ့အင်ကို ထိတယ်လို့သိရပါတယ်။ စစ်ကွေးတည်ခြင်းကမတိရသေးဘူးစစ်ကြောင်းကမပြန်သေးတော့မင်းကြီးကအဖွဲတွေအားလုံးစုပြီးဆောင်ရွက်နေပါတယ်ကြီးရွာနေပြည်သူတွေတော့ရှောင်သိမ်းနေရပါတယ်။သုံးနောက်ခန့်ရှိမယ်။စကစဘက်ကလက်နဲ့ကြီးရန်တန်ပြစ်ခတ်တဲ့အတွက်ဝေးပင်စင် ကြီးရွာဘက်ကအိမ်တလုံးတည်သူတယောက်ထိခိုက်တယ်လို့သိရပါတယ်။ရွှေရင်းတူအောင်လိုင်းပိနေပင် ငလင်မန်ဝေကုံစနေချောင်းကြီးရွာတချို့ရှောင်နေရပါတယ်။ နေကြောင်ကပြည်သူတယောက်နီးလေလောက်ကစကစလက်နဲ့ကြီးစထိမှန်ခဲ့ပါတယ်။စနေကြောင်ကြီးရွာပြည်သူတအူးနဲ့ဝေးပင်စင်ကြီးရွာပြည်သူတအူးပါ။စနေကြောင်ကတော့အမျိုးသမီးကြီးတအူးပါ။အသက်အရွယ်ကတော့40ခန်းမှာဟိုဘက်ရွာကတော့အတိမပြုတ်နိုင်သေးပါဟုနေမှုခရိုင်အမှန်ကားတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဆလပီမိုးရွာနေတဲ့စစ်အုပ်စုကလေဒီနဲ့ဘုံကျဲတက်လို့ကလေးငယ်အပါဝင် ပြည်သူလေးဦးတိတ်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ဇကိုင်းနိုင်ရဲ့မြို့တော်မောင်ရမြို့အနီးကစီတာလေးကျေးရွာကိုဒီကနေ့မိုးလွယ်ပိုင်းစစ်အုပ်စုကပါရာမော်တာစက်တက်လေးတွေနဲ့ပုံကျဲတက်ဖြတ်လို့ကလေးငယ်တအူအပါဝင်ပြည်သူလေးဦးသေးဆုံးတယ်လို့ဒေသခံတရင်ရင်တွေက MFP ကိုပြောပါတယ်မီလာ18ရက်ဒီဂရိတ်မုံလင်းနနာရီခွဲဝင်းကျင်းအချိန်မုံရွာမျိုးအရှိပန်းစီတာလီကျေးရွာအနီးတော်တိုင်းမှာနေထိုင်ကြတဲ့ပြည်သူတွေကိုအ धिक ပြစ်မှတ်ထားပြီးမုံရွာမျိုးအနောက်မြောက်တိုင်းစစ်ဌာနတို့နာမခါကနေတက်လာတဲ့စက်တက်လေဒီနဲ့ပုံကျဲတက်ခတ်တာလို့ဆိုပါတယ် စစ်အုပ်စုပါစက်တက်လေးတွေနဲ့ဘုံနှလုံးကျဲချတတ်ချက်တာကြောင့်တော်တိုင်မှာနေကြတဲ့ကလေးငယ်အပါဝင်တီတူသုံးဦးကွဲချင်းတီတေဆုံးကနှစ်ဦးဒဏ်ရာရပြီးဒဏ်ရာရသူတွေကနောက်ထပ်တအူးလေးညနေပိုင်းမှာဆုံးပါသွားတယ်လို့ဒေသခံတအူးကပြောပါတယ်နေလည်းနှစ်ချက်ခွဲလောက်ကဖြစ်တာဘာတိုက်ပွဲမှဖြစ်တာမရှိဘူးအခုဖြစ်သွားတဲ့နေရာကလည်းတော့တိုက်တွေအိမ်လေးမှာ၄၅လုံးရှိတာအဲ့ဒါကိုကျဲချသွားတာကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်ပေးတယ်နှစ်ယောက်တင်ရရတယ် ဘုံတိမလို့ပွဲချင်းပြီးတည်ဆုံသူတွေဟာအသက်၁၀နှစ်အရွယ်ကလေးငယ်တဦးအသက်30ကျော်အရွယ်အမျိုးသားနှစ်ဦးတို့ဖြစ်ပြီးတန်ရာရသူတွေကနောက်ထပ်တဦးထပ်မံတည်ဆုံကအဲ့ဒီဆုံးပါသူရဲ့အချက်လက်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်စစ်အုပ်စုကစက်တက်လေးတွေနဲ့ဘုံကျဲတက်ပြက်လို့တည်ဆုံသူတွေတဦးဟာဥကောင်ပြတ်ထွက်သွားပြီးနောက်တဦးကဘိုက်ပွဲ့တန်ရာနဲ့ပွဲချင်းပြီးတည်ဆုံတာဖြစ်တယ်လို့လည်းဒေသခံတရင်ရင်းနဲ့ကပြောပါတယ်၅ယောက်ထိတာ၃ယောက်သေးတယ်၂ယောက်တန်ရာရတာရှိတယ်ဘုံကြီးကနှလုံးကျဲသွားတာ စစ်အုပ်စုဟာဒီကနေ့မိုးရဲပိုင်းမှာပဲမုံရွာမြို့ရဲ့အရှိမြောက်ဘက်အရာတော်နဲ့ဝါဒန်ကျေးရွာကိုလည်းစက်တက်လေးဒီနဲ့ဘုံနှလုံးကျေးချတပ်ဖြတ်ခဲ့ပြီးထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့မုံရွာမြို့နယ်ဤသူကာကွယ်ရေးအဖွဲ့ဘကဖအဖွဲ့ဝင်တဦးကပြောပါတယ်စစ်အုပ်စုဟာတိုက်လေရင်စစ်ရဟတ်ရင်စက်တက်လေဒီတွေအုံပြုပါနိုင်ငံတော်ကဆေးရုံဆေးကန်စာတင်ကြောင်ဖုံကြီးကြောင်ဖျားကြောင်လူနေရက်ွက်တီးရွာတွေကိုအေးချောင်းပုံကျဲတက်ပြတ်မှုတွေနေ့စဉ်ရက်ဆက်ထင်းတိုင်းကျဲကျူးလို့နေတာဖြစ်ပါတယ် ယခုမေလ6ရက်ကနေ15ရက်အထိ10ရက်တာ ကာလအတွင်းစစ်အုပ်စုကနိုင်ငံတဝန်းကို119ချိန်ထက်မနည်းဘုံကျဲတပ်ဖြတ်လို့တေဆုံးသူ129ဦးနဲ့ဒဏ်ရာရသူ249ဦးရှိတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတကူကတဲ့ညံလင်းတဲ့သုတေသနအဖွဲ့ကစရင်ပြစုထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းတီးသိမ်းရင်းတို့နဲ့အိုးတိန်တွေဟာစတင်ကြောင်းကចောင်းသားចောင်းသူကလေးတငယ်တွေကို ဘုံကျဲတက်ဖြတ်မှုအပါအဝင်ယခုမေလ9ရက်ကနေ15ရက်အထိ6ရက်တာအတွင်းစကိုင်းတိုင်းကအရက်သားပြည်သူကိုစစ်အုပ်စုကပြစ်မှတ်ထားဘုံကျဲတက်ဖြတ်မှု18ကြိမ်ကျူးလွန်ခဲ့ပြီးအရက်သားပြည်သူ48ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ140ဦးရှိတယ်လို့ညံလင်းတဲ့သုတေသနအဖွဲ့ကဖော်ပြပါတယ်